ဲ့သွားပြီးတော့သွားယူထိုင်အဲ့ကောင်မလေးချင်းဆိုရထိုင်ကြည့်အော်သူတို့ကြည့်ယူပါသူတို့သူတို့ဆိုတာလေးကြည့်ယူပါရင်ငါပြူပါငေးငါလူငယ်တဲ့ဟိုငါလူငယ်ငယ်တုန်းကလည်းငါလူဒီလိုဆိုခဲ့တာပဲလို့သူပြောပြီးတော့အကောကကိုလမ်းမှာဟိုတချင်းလေးတေးအေးနဲ့ဝမ်းနဲ့စရာတချင်းလေးတွေဆိုးပြီးတော့ကိုကကိုမျက်ရည်ကြာပြီးပြန်လာ ာကြလို့ရှင်တော့ကိုယ့်ဟိုက်ကိုအားဘာရတနေရာမှာသွားထိုင်ငူလိုက်တယ်။အောင်တည်ခြင်းနဲ့စိတ်တောင်ပါတယ်။တည်ခြင်းနဲ့ငါတည်ဝိုင်းကောင်းမှာတည်ဝိုင်းဘာမှမသိတော့ဘူးလို့ဆိုအဲ့လိုတွေးလိုက်ပြန်ရင်လေငါတည်ဝါတဲ့ခါကျတော့ငါ့အမေလမ်းတမအိမ်မကောင်းနဲ့ငါ့အမေလေပြက်နေမေယူဒီတမကကြီးပါမလားဟိုအသက်ကြီးနေတဲ့ဒီ80ကျော်80ကျော်ဖူးဖွားကြီးယူ ငါယောက်ျားကြည့်ပါမလားဆိုတော့အတွေ့နဲ့တွေးပြီးတော့ဟိုရှိရှိမရှိရှိ လင်းသိအောင်တမျိုးလင်းမသိအောင်တမျိုးတော့အမေဒီအတော်တွေတော်တော်ပို့ပြီးအဆင်ပြေရလဲမဟုတ်ဘူးမာရဲ့အဆင်ပြေအောင်တော့ညီမလေးလူနေပေးရအဆင်ပြေဒါလေးကလို့ရှင်ညီမလေးကဘာကိုကျင်းနေလဲဆိုတော့ အဲ့တီလုံးတန်နေဆိုင်းတန်နေကြရင်ပျော်နေမမလေးကိုညာကြီးဒဲတာများတာဟုတ်အဲ့နည်းနည်းကယူမဆိုင်ဘူးမမလေးကနေရရင်ကျင်းတတ်တယ်ဟုတ်တယ်ကလည်းရက်နာလိုက်တာတော့ဖယ်ရှင်လည်းရက်နာလိုက်တာဒီပထမကိုဗစ်လိုင်းမှာနေနားလိုက်တယ်အဲ့ပထမကိုဗစ်လိုင်းထိဆိုလို့ရှိရင်ဘယ်ဘွဲလောက်ကတယ်ပထမကိုဗစ်လိုင်းမှာဆို တပွဲပဲကလိုက်ရတယ်ဟိုတွန်တေးဘွဲမှာတွန်တေးရဆိုင်နေတပွဲကပြီးတော့အဲ့တပွဲကပြီးတော့နောက်ဘွဲမရှိတော့ ကိုဗစ်ထိမတိုင်ခင်ရောဆက်ဆက်ကတ်တယ်ပြီးပြီဆိုအာလုံးပွဲချီဘယ်နဲ့ချီလောက်ကားရရတယ်အဲ့မကဘူးအဲ့ဒီကအဲ့အချိန်မှာဒီမလေးကအငယ်မဘိုက်ကြီးနဲ့အငယ်မဘိုက်ကြီးနဲ့အထီကိုဟိုကိုဝင်6လ8လအထီလေးလပိုင်းတကြံအပြီး9လပိုင်း6လပိုင်းအထီကိုကသေးတယ်အဲ့ဒါဘိုက်ကြီးနဲ့အဲ့ဒါကရာသာပေါက်စီနဲ့ပခုတ်ကူနောက်ဆုံးပဲတောက်လျှောက်ကို အဲ့ဒီမှာတောက်လျှောက်တောက်လျှောက်စေညာလောက်ကလိုက်ရအရင်တော့အဲ့လိုကလာတွေကိုခုပြန်ကြည့်ပြီးတော့မြင်တဲ့အခါမှာဒီကိုဝါဒနာပါတဲ့အလုပ်ကြီးကိုလုံးဝရအောင်ဆုံးလဲရတော့ဘယ်လိုခံစားရလဲအဲ့ဒါတွေပြန်ပြန်ကြည့်ပြီးတော့ဟိုကိုအခုကိုကနေရတဲ့အရင်တော့ကိုကခဲ့တာတွေကဘူးတော့ဘူးပြန်အဲ့မာကြီးခိုင်နေတဲ့သူတို့အခုရှိတဲ့မာကြီးဝါဝခိုင်းတို့မာကြီးခိုင်နေတဲ့သူတို့ဟာတွေဟိုအငိမ့်တချင်းတွေကိုပြန်ပြီးတော့နားထပြန်ကြည့်တာလိုင်းပေါ်မှာ ယူကြည့်ပုံမှာပြန်တက်လာအဲ့ဒီအကတွေကိုပြန်ကြည့်ပြန်ကြည့်ပြန်ကြည့်လို့ရှိရင်ကိုလည်းအဲ့ဒါကြည့်နေနဲ့လိုက်ကတယ်လိုက်ကတယ်ရွယ်ဝန်းနေတယ်ဩရင်းနှုံးကငါဒါလေးတွေကခဲ့ပါလားဟဲ့ဒီလိုလေးတွေကခဲ့ပါလားဟဲ့ဆိုပြီးတော့တွေ့တွေ့ပြီးတော့ဝန်းနေတာထိုင်ငိုချောက်လိုက်တယ်အငူပြိုင်ပြိုင်အဲ့တော့အခုထိတ်နေတယ်တကယ်လို့ပြန်လာခွန်ကြတယ်လို့ခေါ်လို့ရှိရင်ဒီမှာလေးကကြာချင်းဘယ်လိုမျိုးအဆက်တွေပြတ်သွားရလဲဒီတော့ခါနေရလေပထမကိုဗစ် line လေးရှိတယ်ဒါမှမဟုတ်ဒုတိယကိုဗစ်တွေပါလို့အဲ့ဒါတွေရှိပြီနဲ့ ကိုကဖို့တကူလုံးမဲ့ချိန်မှာအမေကလေးဖြတ်သွားလို့အမေကလေးဖြတ်လက်လေးလက်ဖြတ်တဲ့ဖြတ်တယ်ဟိုပြစ်လဲကြတော့ပေါင်လုံးယူကျိုးကတော့မအိနဲ့နီးတာဆိုလို့ကိုပဲရှိတော့ဟိုအမျိုးသားလောက်တဲ့လူကလည်းဒီဈေးလဲရောင်းရအောင်မယ်ဒီမိသားစုလဲရှာကျွေးရအောင်မယ်ဒီမအိယူလဲဘသူကကြည့်မှလဲဆိုတော့ကဲအဲ့ဒါဆိုရင်လဲပွဲလာလာမှန်းမြတ်ဟိုတချင်းလေးအလူကန်လာတဲ့ဟို ပဓာယိတာအလူခံနေလာလို့ရှင်တော့အာအနောက်ကနေနေဘူးကျတဲ့ဘလောက်နေပူပူတိအန်ဘိုင်းလိုက်ဆူလိုက်တယ်ဆူဝိုင်းအော်ငါဆူပြီးပါပြီးပါပြီဆိုပြီးတော့အကွက်ကိုအိမ်ပြန်လာပြီးတော့အမျိုးကိုဘာပူရမလဲအမျိုးကိုဘာကျွေးရမလဲညာအဲ့အရာတွေပဲတွေးပြီးတော့တချင်းတန်ကြရင်တော့လေးကျွေးရအော်ငါငငယ်တော့မှငါဓာတိကခဲ့ပါလားအော်ဓာတိကခြင်းလိုက်တာဆူခြင်းလိုက်တာအော်ဘာဖြစ်လဲဒါကိုအသက်ကြီးွားလို့ကိုယ်မခေါ်တော့ဘူးမကတော့ဘူးဆိုတော့ ူငန်းမျိုးနဲ့ဝမ်းတော့ဝမ်းနဲ့အဲ့ဝိုင်းနေတီးဝိုင်းနေပါသေးကိုရီနားမှာအဲ့လိုလာငှားလို့ကလို့ရှင်ဟိုအမျိုးသားလောက်တဲ့လူကတော့ပြောအောင်နော်မိမရဲ့မရှက်ဘူးလားရှက်ပါဘူးဘာလို့ရှက်ကမှလဲဆိုတော့အဲ့နားလဲသွားပြီးတော့သွားရထိုင်အဲ့ကောင်မလေးချင်းစွာထိုင်ကြည့်အော်သူတို့ကြည့်ပြီးပါသူတို့သူတို့ဆိုတာလေးကြည့်ယူပါ ငါပြူပါကြီးငါလူငယ်တွေဟုငါလူငယ်ငယ်တုန်းကလည်းငါလူဒီလိုဆိုခဲ့တာပဲလို့ဆိုပြောပြီးတော့အာကိုကကိုလမ်းမှာဟိုတချင်းလေးတအေးနဲ့ဝမ်းနဲ့စရာတချင်းလေးတွေဆိုးပြီးတော့ကိုကကိုမျက်ရည်ကြာပြီးပြန်လာအဲ့ဒါဆိုရင်အခုအမျိုးပြင်းနေလောက်တယ်ဒီကဲလို့လုံးဝမရတော့ဘူးဆိုတော့ဆုံးလွန်လိုက်ရမယ်ဆိုရင်ဘယ်လိုခံစားရမလဲပုံပြီးတော့ဝမ်းနေတာအခုရောမိသားစုနေနေမှာဘယ်နှယောက်စာလဲဘယ်လိုစီးပွားရေးလဲဘယ်လိုလုပ်ကင်စားတာမလဲအဲ့ဒီကိုကားလို့ဆိုတော့ဒီပါလေးလောက်ရစီးပွားရေးကတော့အမျိုးသားတယောက်တည်းရှိတယ် အဲအမျိုးသားရဲ့မျိုးသားရောင်းတဲ့ပလာတာကိုတခါလေးကြားလို့ရှိရင်လက်အရင်တုန်းကတော့လက်ကောင်းတော့လက်လေးရရှိတော့အဲလက်လေးနဲ့လိုက်တွန်းရအောင်အခုတော့လက်ရစုံတော့ပြင်မှုပြင်မှုပြင်မှုဆိုတာအာဝယ်မဲ့ပစ္စည်းတွေကဈေးနှုန်းတွေကနည်းနည်းတော့မဟုတ်တဲ့ကြောင့်မလို့အဲလက်ကြီးမပြင်မနဲ့အဲလက်ကြီးတန်တန်ကြီးထားတာဒါပေမဲ့သူတယောက်သာပဲရှိတယ်သူတလုံးတအားပဲပေါ့နော်မနက်ပိုင်းမိုးလင်းတာနဲ့၄နာရီလောက်ထဂျုံထားထိုးပြီးတော့အာရ 6နာရီ8နာရီလောက်မှယူရသေးထိတ်ကိုထွက်ပြစ်တယ်။ထွက်ပြီးတော့မှရောင်းရောင်းတော့ဟိုပြောဆိုညီမတို့မိသားစု9ယောက်စားအဖိုးကြီးအဖွားကြီးနဲ့အမေနဲ့အဲ့ဒါကိုအမျိုးသားတယောက်ထွက်ရှာကျွေးနေ။အဲ့ဒါမိသားစုများရှိတယ်ကိုလည်းရှိတယ်။ညီမတို့နဲ့ညီမတို့က9ယောက်ဟိုအမေနဲ့အတော်နဲ့ဦးလေးနဲ့ဆိုရင်6ယောက်။ဟော6ယောက်စားအောင်ဒီယောက်ျားမျိုးသားတစ်ယောက်စားနေပဲစားနေတယ်။တယောက်စားနေပဲစား။အိမ်ရော9နေ။အိမ်ရ9နေ။အဆင်ရောပြည့်ရတာလူလူလေးဖက်တယ်ရှိတယ်။အဆင်တော့မပြည့်ဘူး။ မပြေးပြေးနဲ့လည်းပြေးအောင်လို့လုပ်ရတယ်ပြေးအောင်လို့လုပ်ရတယ်ဆိုအခုခလေးတွေအခုလာပြီခလေးကအကြီးကောင်တက်သွားတော့ကြောင်မတက်တော့ဖိအင်းနဲ့မုတ်ဝိုင်းကျော်အခုအလက်မတစ်ယောက်ရှိမယ်အငယ်မတစ်ယောက်ရှိမယ်အဲ့နှစ်ယောက်ကြောင်စိတ်တူရှင်လာစားအိမ်လာစားမိသားစုစားဖို့တောက်ဖို့တော့တော့အကုန်လုံးရုံးကမရှာတာပေါ့အဲ့ဘွားကျတော့ဟိုပလာတာရောင်းတာကျတော့တနေ့တနေ့ဘယ်လောက်လောက်ကျန်လဲကိုယ့်အတွက်ဟိုပြောမှဆိုရင်တပေါင်းခွဲ2000အဲ့တပေါင်းခွဲ2000 အိမ်မနပိုက်ကလေးတွေမုတ်စားတာနဲ့ဟိုဈေးဘူးဟိုပို့ဒီပို့နဲ့မကြံမနေ့ကိုချစ်ကုန်ပြီးတော့အဲ့လာကုန်ငံမီအိမ်လာစားပေးကန်နေကြရင်အိမ်ရှင်ငိုင်းနေမပေးနိုင်လို့တောင်းမရတာတမျိုးဟိုအိမ်ရှင်ကလည်းပြောဆိုပြောဆိုနေတော့ဘာညီမလေးရဲ့ဒီတစ်ခေါက်တော့ခွန့်လို့ပါလို့ဟိုပြောရတာတလားမှာတော့အမြဲတမ်းပုံမှန်ငိုင်းရနေမပေးဘူးနေ့တိုင်းတော့တောင်းမှာအဲ့လိုရေစိတ်ညစ်စရာတွေ ရှိအကြံပြုခေးသိမ့်ဟိုအကြံကြံလို့ရှင်တော့ကိုယ့်ဟာကိုအားဘာရတနေရာမှာသွားထိုင်ငူလိုက်တယ်ဟောင်းတေးကျင်းတဲ့စိတ်ကြောင့်ပေါ့တယ်တေးကျင်းနေငါတေးဝိုင်းကောင်မငါတေးဝိုင်းဘာမှမသိတော့ဘူးလို့ဆိုအော်အဲ့လိုတွေးလိုက်ပြန်ရင်လေငါတေးဝါတဲ့ခါကျတော့ငါအမေလမ်းတမ်းမအိမ်မကောင်းနဲ့ငါအမေလေးပြက်နေမေအီယူဒီတမက်ကကြည်ပါမလား ဟိုအသက်ကြီးနေတဲ့ဒီ80ကျော်90ကျော်အဖိုးကြီးအဖွားကြီးတွေကိုငါယောက်ျားကြည့်ပါမလားဆိုတော့အတွေးနဲ့တွေးပြီးတော့ဟိုရှိရှိမရှိရှိလင်းသိအောင်တမျိုးလင်းမသိအောင်တမျိုးတော့အမေတွေအတော်တွေတော်တော်